လူဘူးအကြောင်းတင်ပေးပါလိုက်။ဟုတ်ပြီဗျာ brother ။ဒါဆိုရင် player တော်တော်များများထင်မှားနေတဲ့လူဘူးနဲ့ Dio Chan တို့ရဲ့ပတ်သက်မှုကြောင့်ကိုနည်းနည်းပြပြပေးပါမယ်။ Cap skin နဲ့ Valentine day skin တွေထွက်ထားတယ်ဆိုပေမဲ့ဒီ hero နှစ်ယောက်ကြားမှာနည်းနည်း death ဖြစ်တဲ့အကြောင်းအရာလေးရှိနေပါသေးတယ်။အဲ့ဒါတော့လူဘူးဆိုတဲ့တိုက်ပွဲတိုင်းအောင်နိုင်တယ်တံမာလွန်လာပါတယ်ဆိုတဲ့သူရကောင်တယောက်ကဒီဟောချန်ရဲ့တစ္ဆာဖောင်းမှုကြောင့်ပဲတည်ဆုံးခဲ့ရတာပါဒီဟောချန်ကသူမရဲ့အဖွဲဖြစ်တဲ့ Dragon အဖွဲရဲ့ခိုင်းစီချက်အရာ လူဘူးကိုတပ်ဖို့အတွက်ဖြစ်လာပါတယ်။ဒီရောချန်ကအဲ့လိုရည်ရွယ်ချက်နဲ့လူဘူးနားကိုကတ်ခဲ့ပေးမယ်လေ။လူဘူးကတော့ဒီရောချန်ကိုအစီအမံမျက်နှာတံပိုးထားခဲ့တာပါ။ဒါကြောင့်မို့ပဲလူဘူးကကြာချုံးခဲ့လို့ပြောမှာပါ။တကယ်3ကနန်းသမိုင်းထဲမှာရောနိုဘယ်ထဲမှာရောလူဘူးကတကယ်တည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အုံနောက်ကင်းဝါရဲမှာကြာတော့လူဘူးကလူသားတွေထက်ပိုပြီးတာလွန်နေ powerful ဖြစ်လွန်နေ superhuman တယောက်အနေနဲ့ပြန်လည်ရှင်သန်လာပါတယ်။ ဒါကြောင့်မို့လဲကျွန်တော်တို့လူဘူးကို gain ထဲမှာဆက်လက်ပြီးတော့မြင်တွေ့နေရတာဖြစ်ပါတယ်။ကဲဒါကတော့လူဘူးနဲ့ Dior Channel ရဲ့ပတ်သက်မှုအကြောင်းကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ထပ်ပြီးသိချင်တဲ့အကြောင်းအရာရှိတယ်ဆိုရင်လည်း comment မှာပြောခဲ့လို့ရပါတယ်။အဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုတစ်ခါလေးလုပ်ပြီးသွားပါမယ်။ဆိုတော့ဒီဗီဒီယိုလေးရောဒီလောက်ပါပဲဗျ။ကျွန်တော်ဇန်ပါ။နောက်ဗီဒီယိုလေးမှာကြက်တွေ့အောင်